ဇွန်လပထမဆယ်ရက်ထဲတနင်္လာရီတိုင်းမှာမူကြီးမယ်လို့မူဆလကထုတ်ပြန်ထားပါဗျ။လီဖီအာနဲ့ရဲ့ဝန်အရှင်ကြောင့်ဇွန်လပထမပတ်ဆယ်ရက်ထဲတနင်္လာရီတိုင်းမှာမူကြီးမယ်လို့မူလီဝတ်သားနဲ့ဇလဘေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါဗျ။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တွေမှာလီဖီအာနဲ့ရဲ့ဝန်ပုံမှုအကောင်းလာနေပြီးမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိလာနိုင်ပါဗျ။ အဲ့ဒီရဲ့အချိန်နဲ့ဇွန်လ10ရက်နေ့ကနေ10ရက်နေ့ထဲတနင်္လာရီတိုင်းမှာမိုးကြီးမှဖြစ်ပြီးမိုးရရွက်ကတော့9ရက်ကနေ9ရက်အထိရှိနိုင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တနင်္လာရီတိုင်းအပြင်မွန်၊ကရင်၊ရန်ကုန်စတဲ့တိုင်းနယ်ပြည်နယ်အလုံးမှာလည်းမူကြီးမဲ့အထည်ပါဝင်နေပါဗျ။ အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်းဇွန်လ၂ရက်နေ့ကနေ၈ရက်နေ့ထဲမိုးကြီးတာမိုးကြိုပြစ်တာမြေပြိုတာစတဲ့ဘေးအန္တရာယ်တွေဖြစ်လာနိုင်လို့အထူးတတိပြုနေထိုင်ကြဖို့တတိပေးထားပါတယ်တနင်္လာရီတိုင်းဒဝဲခရိုင်တဲကလောင်းလုံးဒဝဲဒဝဲအထူးစည်းဝေးဆောင်ဒေသတွေမှာတော့နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေလို့စစ်ဘေးရှောင်တွေများလာနေပါတယ်